အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ MM Newlight Channel ကနေပြီးတော့ဒီကနေ့မှပြန်လည်ကြိုဆိုပါရခင်ဗျာဒီကနေ့မှကျွန်မိတ်ဆွေကျွန်တော်ပြန်လည်မျှဝေပြီးတော့တက်ဆက်သွားမှာကတော့ဒီတစ်ပတ်ရဲ့နောက်ဆုံးနေ့တောက်ချာနေ့ကျွန်တော်တို့20နဲ့8ရက်ကျွန်တော်တို့စက်တလာ2025မှာထွက်မယ်ဒူတွေကိုဒီကနေ့မှကျွန်တော်မိတ်ဆွေတို့ကျွန်တော်အကောင်းဆုံးဖန်တီးပြီးကျွန်မိတ်ဆွေတို့ပြန်လည်မျှဝေပြီးတော့ကြိုစားတက်ဆက်အောင်မယ်ပြီးခဲ့တဲ့ကြာသပတေးနေ့ဗီဒီယိုမှာလည်းကျွန်မိတ်ဆွေတို့ကျွန်တော်တို့တက်တုံညာမှာ တည်ရခြင်းလိမ့်မယ်လို့ထင်တယ်။တိဘက်တီကိုလည်းမိန့်တင်ထားပြီးသူမြတ်ဘက်တီကိုလည်းမိန့်တင်ပေးထားတဲ့အခွင့်အမာလည်းထည့်ပေးထားတယ်။ဒုက္ခမှာလည်းကျွန်တော်ကတည်ချပေးတာအဖြစ်အတွက်ကြောင့်မိတ်ဆွေတွေရကြလိမ့်မယ်လို့ထင်ပါတယ်။ပြေရကြသေးတယ်ရတဲ့သူတွေကျော်တဲ့ PD ဝန်သားလေးဖြစ်ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ဒီနေ့မှာကြောင့်မိတ်ဆွေတို့ကျွန်တော်ကထားမှပြီးတော့နောက်ဆုံးပေးအင်းနဲ့လွယ်အကောင်းဆုံးထဲကအကောင်းဆုံးကိုပြတယ်မြောက်ပြီးတော့ကျွန်တော်ကပြတာတင်ဆက်ပေးအောင်ပါဆိုတော့ကျွန်တော်တင်ဆက်မယ်ကြော်ဒီလက်တွဲမူလေးကိုမတင်ဆက်ပေးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့အမမျိုးလိုက်ကိုလည်း subscribe ဆိုတဲ့အကြောင်းစာရတဲ့တွေ့ပြီးနောက်ကခေါင်းလောင်းတွေကိုပတိယသေးနဲ့ဒီကဲပေးစီချင်ပါတယ်ခင်ဗျာကောင်းဆုံးနဲ့အကျိုက်ဆုံးတွေကိုရွေးချယ်ဖန်တီးပြီးတင်ဆက်ပါဆိုတော့တရားတိစမယ်ဒီကနေ့မှာပြသသွားမယ့် site ကိုထိတ်စီနောက်ပိတ်ပတိအခွင့်မူလေးကိုလည်းကျွန်တော်မိတ်ဆွေတွေအစားဆုံးကြည့်ရှုစီချင်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့အရင်ဆုံးနေတဲ့ကျွန်မိတ်ဆွေတွေကိုကျွန်တော်ကထိတ်စီ site လေးနဲ့စတင်ပြီးတော့ပြသတင်ဆက်သွားပါမယ် ကျွန်တော်ထိတ်စည်းဆိုင်ကဘယ်ရနေစတင်ယူမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိရကျွန်တော်က1ရက်4ရက်ကိုပေါင်းတယ်ဒီလေးပေါင်းခြင်းဒီလေးပေါင်းခြင်းဒီငါးကိုပြီးတယ်ငါးကိုနှစ်ခတ်ချင်းကျွန်တော်ပါရတယ်၃ဆိုပြီးတော့ရရှိတယ်အဲ့ဒီ၃စီပါဖြစ်ရမယ်ထွက်မယ်ဒုတိယမှာထိတ်စည်းဆို36ပါ3ထိတ်စည်းဆိုပြီးပေးပါတယ်နောက်လောပေါင်းခြင်းကငါးနှစ်ခတ်၃ကျွန်တော်တို့ထိတ်စည်း၃ဆိုပြီး36မှာရရှိတယ်ပုံစံနဲ့ပဲကြော်မိတ်ဆွေတို့အတွက်ကျွန်တော်က ကြိုက်ဆုံးအကောင်းဆုံးတော့ကျွန်တော်တို့ထိတ်စီကိုလာမယ်။တောက်ကြနေ28ရက်နေ့အတွက်ပြန်လဲပြီးတော့အကောင်းဆုံးပြသတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အပြင်နဲ့ကျွန်တော်နောက်တစ်ဆိုင်ကိုသွားမယ်။နောက်ဆိုင်စီလေးကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်ကငားရဲ့ခွန်ရဲ့ကိုပေါင်းတယ်။ငားခွန်ပေါင်းခြင်း။ငားခွန်ပေါင်းခြင်းဒီဘာရလဲကျွန်တော်ကနှစ်ကိုရရှိတယ်။နှစ်ကိုနှစ်ခတ်ချင်းချင်းကလည်းကျွန်တော်တို့ဒီမှာလေးဆိုပြီးတော့ ရရှိတယ်။အဲ့ဒီ၄ဒီလည်းဘာဖြစ်ရမလဲထွက်မယ်ဒီမှာထိစီဆိုပြီးကြားမယ်၄ရှစ်မှာကျွန်တော်တို့၄ထိစီလေးပေးရခင်ဗျာ။တစ်လေးပေါင်ခြင်းက၅၅နှစ်ခက်၃ဒီ၃၆မှာ၃ထိစီ၅ခွန်ပေါင်ခြင်းက၂နှစ်နှစ်ခက်၄ဒီလေးကျွန်တော်တို့၄ရှစ်မှာ၄ထိစီလေးရရှိ ပေးသွားပြီဖြစ်တယ်။ဟုတ်ကဲ့ဦးထပ်မှပြီးတော့ကြောင်းမေးဆွေးကျွန်တော်ကတိဆက်ပြတာအုံမကလည်းလာမဲ့တာကျွန်တော်တို့ တောက်ကြနေ28ရက်နေ့မှာထွက်မယ်ဒူရီရဲ့တွက်ပေါ်တော့ကျွန်တော်ကထိတ်စီလေးကိုထပ်မံတက်ဆက်သွားမယ်အဲ့ဒါခါလေးကျွန်တော်ဒီမှာရှိတယ်9ရက်10ရက်ကိုပေါင်းမယ်9ပေါင်းခြင်း9ပေါင်းခြင်းဒီလေးပါရတယ်ကျွန်တော်တို့က3ဆိုပြီးရရှိတယ်3ကိုနှစ်ခက်ချိန်နဲ့ကျွန်တော်ဒီမှာပါရ9ကိုရရှိတယ်အဲ့ဒီ9ရက်မှာဖျက်ရမယ်ထွက်မယ်ဒူရီပါကျွန်တော်တို့ကထိတ်စီဆိုပြီးတော့စင်ပြီးရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီမှာကျွန်တော်တို့ဒီ ငါးထိပ်စီဆိုပြီးတော့လာမယ်ကျွန်တော်တို့တောက်ကြနေ20ရှိရဲ့17လပိုင်း2025အတွက်ရရှိပြီအခုစဉ်ကျောင်းမိတ်ဆွေတွေမြေတွေ့တိုင်းမှာကျွန်တော်တင်ဆက်ပေးတဲ့ဒီငါးထိပ်စီစိုက်ကလေးရလို့ကျောင်းမိတ်ဆွေတွေအတွက်ကြိုက်ဆုံးထက်မှာပါမယ်စိုက်ဖြစ်မယ်လို့ကျွန်တော်လုံးဝကိုယုံကြည်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုချက်မှန်ပြီးတော့ကျောင်းမိတ်ဆွေကျွန်တော်ကတင်ဆက်ပေးမှာကလာမယ်တာကျွန်တော်တို့ဒီတနင်္လာနေ့အတွက်နောက်ထပ်ထိပ်စီဒုတိယစိုက်လေးကိုထပ်မံတင်ဆက်ပေးမယ်အဲ့ဒါကလည်းကျွန်တော်တို့ပြရသွားတယ်လေ ဆိုရင်ကျွန်တော်ဒီမှာရှိတယ်9ရက်နေ့ရက်ကိုပေါင်းတယ်9နှစ်ပေါင်းခြင်း9နှစ်ပေါင်းခြင်းဒီပါရလေခွန်ခွန်ကိုပါပါခြင်းကျွန်တော်တို့ပါနှစ်ဆိုပြီးတော့ပေးတယ်အဲ့နှစ်ဒီပါပြရမယ်ကျွန်တော်ဒီမှာရှိတယ်10ရက်4ရက်ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာနှစ်ဆိုပြီးတော့ပေးတယ်နှလုံးပေါင်းခြင်းကိုပါဝါမှုနှလုံးပေါင်းခြင်းပြန်ကြပုံစံနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဒီထိတ်စီနောက်ဆိုင်ကိုလာမယ် တောက်ကြနေတဲ့၁၈ရက်နေ့တွင်ထပ်မံပြင်ဆင်ပြီးတော့ကောင်းဆုံးကောင်းဆုံးရွေးချယ်ကတော့ရှောက်တင်ဆက်ပြသပေးသွားမှာဖြစ်ပါရယ်ခင်ဗျာပြီးရင်ကျွန်တော်နောက်တစ်ဆိုင်ဒီလေကျွန်တော်ဒီမှာရှိတယ်၄ရက်၅ရက်ကိုပေါင်းတယ်၄၅ပေါင်းချင်း၄၅ပေါင်းချင်းဒီပါရလဲကိုကိုကိုပေါင်းအချိန်ပါရလေ၄ဆိုပြီးရရှိတယ်အဲ့ဒီ၄ဒီပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိတယ်၁ရက်၃ရက်၁၃ပေါင်းချင်းကလည်းကျွန်တော်ဒီမှာ၄ဆိုပြီးတော့ပေးပါရယ်၅ရက်၂ရက်ပေါင်းချင်းကတော့ခွန်း ခွန်ပါဝါနှစ်တိကြီးရဲ့ရှစ်လေးပေါင်းကြီးနှစ်ဆိုပြီးတော့ခြာပြီးတယ်လေးငါးပေါင်းကြီးကတော့ကိုကိုပါဝါ၄တိတယ်တစ်သုံးပေါင်းကြီးကလေးဆိုပြီးတော့ကျွန်တော်ဒီမှာခြာပေးပြီးဖြစ်တယ်ပေါ့ခင်ဗျာခုထပ်ပြီးတော့ကြောင်းမိတ်ဆွေတွေအတွက်ကျွန်တော်ပြန်လဲပြီးတော့အကောင်းဆုံးជួសារအောင်မှာကလည်းလာမယ်တောက်ကြနေ28ရက်နေ့မှာထွက်မယ်ဒူရီရဲ့နောက်ထပ်ဒူရီရဆိုင်နောက်ပိတ်ထိတ်စီလေးကိုပေါ့နော်ကျွန်တော်ထပ်မပြသသွားမယ်ဒါကလည်းကျွန်တော်ဒီမှာရှိရကျွန်တော်က2ရက်6ရက်ကိုပေါင်းတယ်2 6ပေါင်းချင်း2 6ပေါင်းချင်းနေပါရတယ်တိ တက်ကိုပါပါချိန်ချင်ရတယ်ကျွန်တော်တို့က6ကိုပေးတယ်အဲ့ဒီ6စီတော့ပါပြရမယ်ကျွန်တော်တို့မှရှိရဲ့2ရဲ့လွတ်နေတဲ့ဂရန်လုံးပေါင်းခြင်းဒီ6မူဆင်ရမှာဖြစ်တယ်လောလောဆယ်မှာကျွန်တော်တို့ကနှစ်တလုံးပဲရှိတယ်နှစ်ကို6ဖြစ်ချင်ရင်လေးတလုံးထည့်ရင်နှစ်၄ပေါင်းခြင်းဒီ6ဆိုတော့ဖြည့်လိုက်တဲ့၄ဒီကျွန်တော်မိတ်ဆွေတို့လာမဲ့တာတော့ကြာနေ20နှစ်ရှိရဆက်တရပိုင်း2025မှာထောက်မယ်တူဒီအတွက်နောက်တဲ့ထိစီဖြစ်ပြီအခုဆိုကျွန်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်ကဒီမှာ ငါးထိပ်စီလေးထိပ်စီဆိုပြီးထိပ်စီအလုံးကိုရွေးချယ်ပေးထားတယ်။ဒီထိပ်စီအလုံးထဲကပဲထိပ်စီကချုံမေးဆွေအတွက်ကြိုက်ဆုံးအားသာဆုံးဖြစ်မလဲဆိုတာလေးကိုကျွန်တော်ကိုအကြံပြုစေချင်တယ်။ထူးထူးခြားခြားလေးနဲ့အကောင်းဆုံးဖန်တီးပေးထားဖြစ်တဲ့အတွက်အားရကျေနပ်လိမ့်မယ်လို့လည်းထင်တယ်။အခုဆိုတော့ကျွန်တော်တို့ကထိပ်စီစိုက်ကလေးတွေပြီးသွားပြီဆိုတော့ချုံမေးဆွေတွေအတွက်နောက်ထပ်ကျွန်တော်ကနောက်ပိတ်စိုက်လေးတွေကိုဆက်ပြီးတော့ကြည့်ကြအောင်ခင်ဗျာ။ဟုတ်ကျွန်တော်တို့နောက်ထပ် နောက်ပိပ္ပံမမူလေးကိုဆက်သွားမယ်။နောက်ထပ်နောက်ပိပ္ပံမမူကကျွန်တော်တို့ကဘယ်လိုပုံစံထည့်ယူမလဲဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်ကခွန်ရဲ6ရဲကိုပေါင်းတယ်ခွန်6ပေါင်းခြင်း။ခွန်6ပေါင်းခြင်းကတော့ကျွန်တော်ဒီမှာ3ကိုပေးတယ်ပေါ့ခင်ဗျာ။အဲဒီ3ဒီဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာရှိခွန်ရဲ3ရဲ6ရဲခွန်306ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာ3မူပေးရနှလုံးပေါင်းခြင်း3ဟာနှလုံးပေါင်းခြင်း3ပြန်ကြရမယ်ပေါ့နော်ဒီပုံစံနဲ့ပဲကျွန်တော်မိတ်ဆွေတွေအတွက် နောက်ပြီးပထမမူကို လာမယ်တောက်ကြာနေ20နှစ်ရှိရနေတော့ထမ်းပါပြီးအကောင်းဆုံးရွေးချယ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကျူဖြစ်ထောင်းအောင်တောက်လျှောက်တက်ဆက်ပြသပေးတော့မှာဖြစ်တယ်ဟုတ်ကဲ့ပြီးရင်ကျွန်တော်တို့နောက်တစ်ဆိုင်ဒီကိုဆက်သွားအောင်မယ်နောက်ဆက်ကလည်းကျွန်တော်ဒီမှာရှိတယ်3ရေ3ရေကိုပေါင်းတယ်3 3ပေါင်းခြင်း3 3ပေါင်းခြင်းတည်တယ်ကျွန်တော်တို့ဒီနေရာမှာပါရတယ်4ကိုပေးတယ်အဲ့ဒီ4ရေပါဖြစ်တယ်ဆိုကျွန်တော်ဒီမှာရှိတယ်2ရေ4ရေ6ရေ နှစ်၄ရှစ်ပေါင်ခြင်းကလည်းကျွန်တော်ဒီမှာလေးဆိုပြီးပေးတယ်။ခွန်6ပေါင်ခြင်းက3ဒီတဲ့ခွန်3ည6ပေါင်ခြင်း3ကို ပေးတယ်။3တပေါင်ခြင်း4ရလည်းနှစ်၄ရှစ်ပေါင်ခြင်း4ကိုပေးသွားတာဖြစ်တယ်။ဥထပ်ပြီးကျွန်တော်စီတွေကိုတင်ဆက်တော်မှာကလာမယ့်လ28စက်တော်ပိုင်း2025တောက်ချာနေမှာထွက်မယ်။ဒူရီရဲ့နောက်ပိတ်ပထမမူလေးကိုကျွန်တော်တင်ဆက်ပေးတော့မယ်။ဒါကလည်းမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်ဒီမှာရှိရတီရရှိရကိုရရှိထားတယ်ဒီရှိပေါင်းခြင်း တိရှိပေါင်းခြင်းကတော့ကျွန်တော်တို့ဒီမှာကိုကိုပေးတယ်အဲ့ဒီကိုစီဘာဖြစ်ရမလဲကျွန်တော်တို့ဒီမှာရှိရဲ့2ရဲ့3ရဲ့2ရဲ့လွတ်နေတဲ့ gland drone ပေါင်းခြင်းဒီကျွန်တော်တို့ကကိုမှုဆိုပြီးဆင်ရပဲ2ပေါင်းခြင်းက9ပဲရှိတယ်9ကိုကျွန်တော်တို့ကကိုဖြစ်ခြင်းရင်4တလုံးဖြစ်ပြီးရင်234ပေါင်းခြင်းဒီကိုဆိုတော့ဖြည့်လိုက်တယ်4ကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်လာမဲ့တာကျွန်တော်တို့တောက်ကြာနေ28ရက်စက်တလပိုင်း2025မှာထွက်မဲ့ဒူတီအတွက်နောက်ပိတ်ဖြစ်ပြီ ုဆန်ကျော်မိတ်ဆွေတွေမြင်တွေ့တယ်ပဲငါထိတ်စီလေးနောက်ပိနေညေကိုထပ်ပြီးတော့ရရှိနေပြန်ပြီဖြစ်တယ်ကျွန်တော်တို့မနေ့ကပြောခဲ့သလိုပဲကျွန်တော်တို့ကနှစ်ခတ်တည်းကြာထားတယ်ညီကိုတွေကြာထားတယ်ညီကိုတွေကြာထားတယ်ဒါကြောင့်မို့ကျွန်တော်တို့ကပါဝါတို့ကျွန်တော်တို့က အပူတို့နက္ခတ်တို့ရံကအကောင်းတယ်လို့မင်းကပြောခဲ့တယ်ဒါကြောင့်မတစ်တုံညမရရှိတဲ့ခုလေကျွန်တော်တို့ကညီကိုလေးကိုထပ်ပြီးတော့ပေးနေပြန်ပြီဖြစ်တယ်ဒါကြောင့်မို့လို့အရန်ကိုထူကြတယ်စိုက်ဖြစ်တဲ့အတွက်ကြိုက်တူမယ်လို့လည်းမျှော်လင့်တယ်ခင်ဗျအခုဆိုရင်တော့ကျွန်တော်တင်ဆက်ပေးတဲ့ဒီနောက်ပိတ်၄နဲ့၅လေးတကွာတော့ကျော်မေးဆွေရဲ့ကြိုက်ဆုံးဖြစ်လိမ့်မယ်ထင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ကနောက်ပိတ်ပထမမူလေးပြီးဆိုနောက်ထပ်ဒုတိယစိုက်ကိုဆက်သွားမယ်နောက်ထပ်နောက်ပိတ်ဒုတိယစိုက်ရဲ့ဘယ်စထက်ယူမလဲဆိုရင်ကျွန်တော်ဒီမှာရှိရဲ့နှစ်၆ပေါင်ရုံကိုယူရဲ့ နှစ်ချက်ပေါင်းခြင်းကတော့ရှစ်ရှစ်ကိုပါဝါချိန်ပါရလေ၃ကိုကျွန်တော်တို့ရရှိတယ်ခင်ဗျာเนาะအခုဆိုရင်ကျွန်တော်တို့ကဒီမှာနှစ်ချက်ပေါင်းခြင်းရရှစ်ရှစ်ပါဝါ၃ဆိုပြီးတော့ရရှိတယ်အဲဒီ၃တွေဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာရှိရ၄၃ပါ၃နောက်ပြီးဆိုပြီးတော့ကျွန်တော်တို့ရရှိပါတယ်ခင်ဗျာโอเคဥစဉ်ကြောင့်မိတ်ဆွေလေဒီ site ကိုကြိုင်နေတမယ်ထင်ပါတယ်နှလုံးပေါင်းခြင်းကိုပါဝါမှုတာနောက်ပြန်ကြရမယ်ပေါ့เนาะဒါကြောင့်မလို့ဒီပုံစံလေးနဲ့ပဲနောက်ထပ်နောက်ပြန်ဒုတိယ site ကိုလာမယ် တောက်ကြနေအတွက်ကျွန်တော်ကအကောင်းဆုံးပြင်ဆင်ပေးထားရခင်ဗျာအပြီးလဲကျွန်တော်ဆိုင်နောက်ဆိုင်ရဲကျော်တွေမှရှိတယ်ငါးတက်ပေါင်းချင်းကိုယူတယ်ငါးတက်ပေါင်းချင်းဒီပါရလဲ6 6ကိုပါပါချင်းချင်းကတက်ကိုပေးတယ်အဲ့ဒီတည်းပဲဖြစ်ရမယ်ထွက်မယ်ဒူးဒီမှာနောက်ပိတ်ဆို3တက်မှာတက်နောက်ပိတ်ကလေးပေးပါရခင်ဗျာဒီရန်ကိုထူးခြားခြားနဲ့ရရှိထားတာလေးဆိုကြိုက်တွေ့မယ်ဆိုင်ဖြစ်မယ်လို့ကျွန်တော်ယုံကြည်ထားပါရခင်ဗျာ ဟုတ်ကဲ့ကိုစိန်ကျော်မိတ်ဆွေတွေမြင်တွေ့တိုင်းပဲကျွန်တော်တို့နောက်ပိတ်ပုံစံလေးရတော့ပေါ်ထွက်လာပြီဖြစ်တယ်။နော်အခုထပ်မှပြီးတော့ကျော်မိတ်ဆွေတွေအတွက်ကျွန်တော်ကတင်ဆက်ပေးမှာကလည်းလာမယ်တာကျွန်တော်တို့တောက်ကြနေကျွန်တော်တို့28ရက်စက်တလ2025မှာထွက်မယ်။ဒူရီအတွက်နောက်ပိတ်ကိုထပ်မှပြီးတော့အကောင်းဆုံးရွေးချယ်ပြသပေးသွားမယ်။အားအားလည်းမြင်တွေ့တိုင်းပဲကျွန်တော်ဒီမှာရှိတယ်။ကို6ကိုပေါင်းခြင်းကိုယူပါတယ်။ကို6ပေါင်းခြင်းကတော့ကျွန်တော်တို့ကခွန်ကိုကျွန်တော်တို့ရရှိတယ်။ ခွန်ကိုပါပါချိန်ပါရတယ်ကျွန်တော်တို့ဒီနှစ်ဆိုပြီးတော့ရရှိတယ်အဲ့ဒီနေ့ဒီပါဖြစ်ရမယ်ထွန်မဲ့တူဒီမှာနောက်ပိတ်ဆိုပြီးဆင်းရမှာဆိုတော့အခုကျွန်တော်တို့ကနှစ်နောက်ပိတ်ဆိုပြီးတော့လာမယ်ကျွန်တော်တို့တောက်ချာနေ28ရက်ဆက်တော့ပိုင်း2025လွယ်ရရှိပြီအခုဆိုကြောင့်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲညီကိုနဲ့နှစ်ခါဆိုပြီးတွေ့လိုက်တော့ရရှိသွားပြီဖြစ်တယ်ဒီညီကိုနှစ်ခါတွေ့ရပေခဏကကျွန်မိတ်ဆွေတွေအကြိုက်ဆုံးအားရဆုံးဖြစ်မယ်ဆိုတာတွေကိုကျွန်တော် အကြံပြုစေချင်တယ်ထူးခြားခြားလေးနဲ့အကောင်းဆုံးဖတ်ထားဖြစ်တဲ့ကြိုက်တူမဲ့လို့လည်းမျှော်လင့်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်မိတ်ဆွေတို့ဒီကနေ့မှအကောင်းဆုံးကိုဖတ်နေပေးတာပြီနောက်ရက်အတွက်လည်း 2D တွေ 3D တွေကျွန်တော်ကချိန်မှန်ပုံမှန်ပြသပေးသွားမယ်အဲ့ဒီဗီဒီယိုလေးတို့လည်းကြောက်မိတ်ဆွေတွေချင်တဲ့ပြင်ကြီးထပ်မံပြီးတော့ကြည့်ရှုကြည့်တယ်ဆိုရှင်လည်းကြောက်ဗီဒီယိုဖိုင်လေးရောက်ကနေရောက် subscribe ဆိုရစားတဲ့တေဗီနာခေါလောင်းလေးကိုဒီထိုင်ပြီးကျွန်တော်တည်တည်များဗီဒီယိုလေးကိုကျွန်တော်မိတ်ဆွေတွေချင်တဲ့ပြင်ကြီးထပ်မံကြည့်ရှုသွားနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဥစဉ်ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ကထူးကြချားလေးနဲ့အကောင်းဆုံးဖန်တီးပေးထားတာဒီလာမဲ့တာကျွန်တော်တို့20နဲ့ရှိရ7လပိုင်း2025မှာထွက်မယ်ဒူဒီကိုကျွန်တော်မိတ်ဆွေတွေကျွန်တော်ကအကောင်းဆုံးရွေးချယ်ပေးထားတယ်ဘာမှကဏ္ဍတစ်ခွက်တော့ကျွန်တော်ဒီမှာ9တွေကိုရရှိတယ်ဒူကြကဏ္ဍတစ်ခွက်တော့ကျွန်တော်ဒီမှာ9ခွက်ကလေးကိုရရှိပြီးတော့နောက်ထပ်မြစ်တာလက်ဆောင်နေတယ်ကျွန်တော်က၄၃လေးကိုမြစ်တာလက်ထောင်ထည့်ပေးထားပါတယ်ခင်ဗျာ โอเคအချိန်ဆုံးခဏထောင်းရတော့ကျွန်တော်က၄ဖြစ်တယ်ပေါ့ခင်ဗျာ၄ကြိုက်တယ်လို့၄ကိုစားမယ်ကျွန်တော်တို့၅ကြိုက်တယ်လို့၅ကိုစားမယ်ခင်ဗျာ အခွေသမားတွေတော့ကျွန်မရရှိထားတယ်ကျွန်တော်တို့က၅၄ကျွန်တော်တို့ကနေ၃လေးလုံးကို ခွေရမှာဖြစ်တယ်ပေါ့เนาะအထူးတခြားလေးနဲ့အကောင်းဆုံးရရှိထားတယ်ကျွန်တော်တို့ဒါပေမဲ့နောက်ထပ်ကျွန်တော်တို့ရရင်စရာတစ်ခွက်ရှိတယ်အဲ့ဒါတော့ကျွန်မိတ်ဆွေတို့ပူဆိုင်လေး လေးလေးကိုတက်ထည့်ပေးတာတယ်။ရန်ကိုထူကြတယ်ခဏဖြစ်တယ်။ထိုးရမယ့်ဆိုင်ကယ်မှာခဏနှစ်ကွက်ကရန်ကိုထူကြတယ်ပေါ့နော်။အားလုံးကျင်နေမယ်ထင်တယ်။ကျော်ဗီဒီယိုလေးဝင်ကြည့်ရှုရမယ့်ဆွေအားလုံးလည်းဒီနေ့လေးနဲ့ပတ်သက်ကြောင်းကျွန်တော်ကဆုမကောင်းတောင်းပေးတယ်။ကျော်ဗီဒီယိုလေးဝင်ကြည့်ရှုရမယ့်ဆွေအားလုံးဒီစိတ်ချမ်းသာခွေးချမ်းသာတဲ့ပြည်စုံပါစေ။စေပေးတော်ပြီယောဂပေးအားလုံးကိုကြော်လာပြီးတော့ဤကရလေးနဲ့ပေါ့ပြီးတော့ကျမ်းမာရှင်လန်းတဲ့ဘဝလေးကိုပိုင်ဆိုင်ပြီးတော့လူနဲ့နိုင်ကြပါစေကြောင်းဆုမကောင်းတောင်းတယ်ပဲကြော်ဗီဒီယိုလေးကိုကျွန်တော်ကဒီလောက်နဲ့ပဲဆုံးသက်ခါ ရှင်းတာလိုက်ပါရခင်ဗျာအားလုံးအထူးပဲကျေးဇူးတင်ပါရခင်ဗျာ